โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမှာကဒီ time page တွေကနေပြီးတော့ post တွေတင်လာတာတော်တော်များများ time page တွေတွေ့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီစာကိုကတ်တလောက်ဘာသာပြန်ပေးမယ်ပေါ့နော်သူရေးထားတာက slide time ถ้ากระจับไม่แตก ได้สู้สบายอ่าตูပြောနေတာကမြန်မာပြည်သက်တွေကနေပြီးတော့ပြောတယ်ဗောနော် ถ้าจะจับไม่แตกได้สู้สบายคือပြောจริงเนี่ยตูสุรุได้ไอ้เบยก็เอ่อบ้อก็ไม่กวยผู้สุรุษิงเอเอซีซีရှင်ပြိုင်လို့ရတယ်ဗောနော်အဲ့လိုမျိုးအတိပဲတက်ရောက်တယ်ဖန်ခပ်မြန်မာမြန်မာရန်ခါใจဒီစိတ်ထဲမှာဒီမကြင်မနက်ဖြစ်နေတဲ့ဟာတွေစိတ်စိတ်စိတ်ထဲမှာစိတ်ခုနေတဲ့ဟာတွေဗောနော် from limit แก้มือกับ ส่งชัยน้อยเออส่งชัยหน่วยเนี่ยဒီနောက်ထပ်တစ်ကြိမ်ပြင်ဆင်ပြီးတော့ပြန်တွေ့မယ်ဆိုတာကိုအစင်သိဖြစ်နေတယ်ပေါ့နော်ဖြစ်နေတယ်โอเคအစင်သိဖြစ်နေတယ်အောင်ဟိုက်ဟိုက်ခါကြိုက်ဒါစိတ်ထဲမှာခုနေတဲ့ဒီစိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့ဟာကိုပြည်ပြောက်အောင်ပေါ့လေ friend moy မြန်မာစွန်ရိုက်မြန်မာလဝိပရိသတ်တွေတော်တော်များများ มองว่าแพ้เพราะโดนเตะกระจาบแตกโดนแตกกระจาบแตกโอเคမြန်မာလက်ဝိပြည်သက်တီတော်တော်များများကဒီရှုံးရတဲ့အကြောင်းပြချက်ကဒီဘောကကွဲလို့ရှုံးရတာပါဆိုပြီးတော့တမုံနေကြတာကိုပြောချင်တာဆိုတော့တကယ်လို့သူတို့ဘက်ကများသူတို့ဘက်ကဘယ်လိုတင်လာလဲဆိုတော့ အဲကျွန်တော်ကျွန်တော်လက်လန်းမိတဲ့လောက်ပုံလေးတွေပြပေးထားတယ်ဗောနော screen shot လေးတွေပြပေးထားတယ်ကျွန်တော်ကလည်းနားလည်တဲ့လောက်ဖတ်ပြပြီးတော့ဘာသာပြန်ပြတာပါဆိုတော့ပြီးခဲ့တဲ့ဗီဒီယိုတိုင်းမှာလည်းကျွန်တော်အများအမ်းပြောဖြစ်တဲ့စကားတစ်ခွန်းရှိတယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်တတ်တဲ့လောက်ပဲကျွန်တော်ပြန်ပြန်ပြပေးလို့ရမယ်ဗောနော်ကျွန်တော်လောက်မသိတဲ့သူတွေအတွက်ကိုကျွန်တော်ကရည်ရွယ်တာပါဆိုတော့သူတို့ကဘလို့ဖြစ်ပြီးတော့ဒီလိုမျိုး post တွေကိုတင်လာတာလဲဆိုတော့အများအားဖြင့်ကျွန်တော်တို့မြန်မာတွေက ထိုင်းတွေရဲ့ဒီ post တွေရဲ့အောက်မှာအဲ့ဒီဘောကကွဲတဲ့ကိစ္စကိုပဲ highlight လုပ်ပြီးတော့ comment တွေရေးနေကြတယ်ပြောဆိုနေကြတယ်အတိုင်းပဲလိုက်တယ်ဆိုတာကိုလည်းကျွန်တော်တို့သိရတာနဲ့အဲတီးတဲ့ဟာကိုတီးတဲ့အတိုင်းကျွန်တော်တို့က comment ရေးကြတယ်ပေါ့နော်ကျွန်တော်တို့မြန်မာ fan တွေကနေပြီးတော့ဆိုတော့အဲ့ဒါကိုသူတို့သိပြီးတော့အဲမမကျေနပ်ပုံရပါတယ်ဆိုတော့အဲ့ဒီဘောကမကွဲလို့ရှိရင်ကျွန်တော်တို့မြန်မာတွေကကျွန်တော်တို့ fighter နိုင်မယ်လို့ယုံကြည်ထားပုံရတယ်ပေါ့နော် ဒါပေမဲ့မှန်ပါတယ်လက်တီထိုးချက်တွေလက်တီထိုးချက်တွေခြေကန်ချက်တွေကဒီဒီအဆုံချိုင်ရွယ်ကအသာတယ်ဆိုတော့လူတိုင်းသိပါတယ်ပေါ့နော်ဒါပေမဲ့အဲပြောကျင်တာကွာကျွန်တော်တို့ကအဲ့ဒါကွဲလို့အဲ့ဒါကွဲသွားလို့ကျွန်တော်တို့ရှုံးသွားရပါတယ်ဆိုတဲ့ပုံစံမျိုးကို message ပေးကျင်တာမဟုတ်ဘူးအဲ့လိုမျိုးသိစေကျင်တာမဟုတ်ဘူးအမှန်ကဘောကကွဲသွားပြီဆိုလို့ရှိရင်ဘောကကွဲသွားအောင်အကန့်ခံရပြီဆိုလို့ရှိရင် အနည်းနဲ့များကတော့ယောက်ျားရဲ့ဘောအင်္ကာကို ထိတယ်ထိတယ်လက်ကလေးနဲ့ဒီလောက်တောက်တာတောင်အရန်အောင့်နေတဲ့ဟာကိုအဲ့ဒါကြီး꿰သွားအောင်ကန်လိုက်လို့ရှိရင်ဒိုင်ဖြစ်တဲ့သူကအချိန်ကိုလုံလုံလောက်လောက်ပေးတင်တယ်အဲ့ဒါကိုပြောချင်တာအဲ့ဒါကိုပြောချင်တာမင်းရပြီလားမင်း okay ပြီလားရတယ်ရတယ်အနာယူအနာယူအဲ့လိုမျိုး referee ကနေပြီးတော့ပြောဖို့လိုတယ် referee မပြောရင်တောင်မှအောက်ကဒီအကဲဖြတ်အတိုင်လူကြီးတွေအမှတ်ပေးတိုင်လူကြီးတွေကတည်းကနေပြီးတော့ ပြောဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ထင်တယ်။အခုဟာကကျွန်တော်မြန်မာတွေဘာကိုပြောကြင်လဲဆိုတာကိုတို့ကောင်းကောင်းသဘောပေါက်ပုံမရဘူး။အဲ့ဒါကွဲသွားလို့ကျွန်တော်တို့ရှုံးရတာပါလို့ဘယ်သူမှလည်းမပြောဘူး။ကျွန်တော်တို့ပြောကြင်တဲ့ပုံစံကဘောကကွဲသွားတယ်၊ပြိမ်ဘက်ကိုအချိန်လုံလုံလတ်လောက်ပေးတင်တယ်ဆိုတာကိုထည့်ပြောသွားတာ။9မိနစ်တိုင်ပြီဖြစ်စေ၊10မိနစ်တိုင်ပြီဖြစ်စေအချိန်ကိုလုံလုံလတ်လောက်ဖြစ်ပြီးမှပြိမ်ဘက်တစ်ယောက်ကို ဒီလုံခြုံရေးအရာပေါ့လေလုံခြုံရေးအရာကျွန်တော်တို့ကပြန်ပြီးတော့ပြန်လှုပ်ပေးရတဲ့ပွဲတွေ UFC မှာဆိုလို့ရှိရင်လည်းအဲ့ဒီပုံစံအတိုင်းပဲလုပ်တယ်ဘယ်မလိုက်တဲ့ပုံစံအတိုင်းပဲလုပ်တယ်အားကစားကရှုံးတယ်နိုင်တယ်ဆိုတာကတော့ဒါဘယ်အားကစားမှမဆိုရှိကြရတယ်ပေါ့လေဆိုတော့ဘောကလည်းမကွဲဘူးထားတော့ဘောကလည်းမကွဲဘူးအဲ ဒီကောင်ကလည်းမညစ်ဘူးဆိုလို့ရှိရင်တော့ဒါရှုံးတာကိုကျွန်တော်တို့ကအကြေကြေနက်နက်ကြီးလက်ခံလို့ရတယ်ဗောနော်အခုဟာကသူတို့ကဒီဘောကကွဲသွားတဲ့ကိစ္စကိုပဲကျွန်တော်တို့က highlight လုပ်ပြီးတော့ရှုံးသွားရပါတာပါဆိုတဲ့ပုံစံမျိုးဖြစ်အောင် time page တွေကနေပြီးတော့ရေးတင်နေတာကိုတော်တော်များများတွေ့ရတယ်ဗောလေဆိုတော့ဒါကိုသူတို့ကံကောင်းကြီးသဘောမပေါက်ဘူးသဘောမပေါက်တဲ့ရွေးကတော့ဒီလိုမျိုးဒီဒီလိုမျိုးဒီကိစ္စတွေကဒီနောက်လဲ ဖြစ်နေအောင်မှာပဲတကယ်လို့များဒီဒီနှိုင်းရှင်ကြည့်ရမယ်ဆိုလို့ရှိရင် time finder တယောက်ကိုမြန်မာတယောက်ကအဲ့လိုအကန့်ခံလိုက်ရတယ်အကန့်ခံလိုက်ရတယ်ဘောကကွဲသွားတယ်ဆိုပါစို့ဘောကကွဲသွားပြီဆိုလို့ရှိရင်အာသူတို့အချိန်ကို3မိနစ်တိုင်တိုင်စေ5မိနစ်ဖြစ်စေသူတို့ယူမာတော့တေကြတယ်ပြီးတော့ကျွန်တော်တို့မြန်မာ fighter လေးကသူဘိုင်းအောက်နေရဲ့သားနဲ့ခါကြောအောက်နေရဲ့သားနဲ့သူ ထပြီးတော့ဆက်လက်ရှင်ပြိုင်ခဲ့တယ်။ဘာမှစော်ရက်ကမတက်ဘူး။ဘာဆိုဘာမှမပြောဘူး။တကယ်ကိုအနေအေးတဲ့ကောင်လေးပါ။ဒူးထောက်နေတဲ့အချိန်မှာခေါင်းကိုထိုးလိုက်တာကလည်းလက်လေးပဲသူ ဟာဘာလဲဆိုတဲ့ပုံစံလေးလောက်ပဲသူကပြပေးသွားတယ်။နောက်ဆုံးကြတော့ခေါင်းကွဲသွားတယ်။ခေါင်းကွဲသွားတဲ့အချိန်မှာခေါင်းကွဲသွားတဲ့အချိန်မှာသွေးယူသွေးတန်းတွေဖြစ်ပြီးတော့ပြန်ဘက်ကိုရန်သူတပွဲလိုက်ထိုးတယ် ဒါကလည်းမတင့်လျော်တဲ့ကိစ္စပါဗောနော်ခေါင်းလောင်းတီးတယ်သုံးချီစလုံးပြည့်သွားလို့ခေါင်းလောင်းတီးတယ်သူအချိန်မထိန်ပဲနဲ့ဆက်ထိုးတယ်ဒါက champion level ရှိတဲ့ fighter တယောက်ရဲ့လိုရမဟုတ်ဘူးလို့ကျွန်တော်တို့ကအဲ့ဒါကိုပြောချင်တာဘောကကွဲလို့ရှုံးရပါကြီးရဲ့ဆိုတဲ့ပုံစံမျိုးကိုပြောတာမဟုတ်ဘူးဒါတွေကိုထိုင်းတွေနားလဲစီခြင်းတယ်ဗောနော်ကျွန်တော်ကလည်းထိုင်းတွေနားလဲအောင်မပြောချင်ဘူးညာအမှန်တိုင်းပြောရမှာဆိုလို့ရှိရင်ကျွန်တော်မပြောချင်ဘူး သူတို့ဘက်ကတင်လာတဲ့ဟာကိုပဲကျွန်တော်ကဒီဘက်ကပြောပြခြင်းလား။ဘာကြောက်လဲဆိုတော့အာကျွန်တော်အတွက်လည်းမကောင်းဘူးလေ။ကျွန်တော်အတွက်လည်းမကောင်းဘူး။သူတို့နားလည်အောင်လည်းပြောလို့အတိတ်ပဲရှိမှာမဟုတ်ဘူး။ဘာကြောက်လဲဆိုတော့ပေါက်ရောက်မှာမဟုတ်ဘူးပေါ့လေ။သူတို့ကလည်းမီဒီယာသမားသူတို့ကလည်းသူတို့ရဲ့ဒီအထင်မြင်ချက်တွေကိုတင်တယ်။ကျွန်တော်ကလည်းကျွန်တော်သိလာတဲ့ဟာကိုဒီဘက်ကလာပြောပြတယ်ဒီလောက်ပဲ။ဟိုဘက်ကဟိုဘက်ကတဲဒီဘက်ကတဲဟိုဘက်ကတဲဒီဘက်ကတဲလဲကျွန်တော်မလုပ်ချင်ဘူးဆိုတော့ဒီ1ကသူတို့ရဲ့ မတမာတဲ့ဒီကြည်စင်တွေလုတ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကကောင်းကောင်းကြီးပြီးတယ်ဒါပေမဲ့ဘာကြောက်ဆက်အားပေးနေတယ်လဲဆိုလို့ရှိရင်ကိုရီးယားမြန်မာ ဖိုက်တာပါနေတာရယ်နောက်တစ်ခုကလွယ်လင့်တကူကျွန်တော်တို့ platform တွေမှာ ကြည်လို့ရတာအကြောင်းရယ်အဲ့ဒါကြောင့်မို့လို့မကြိုက်ပေမဲ့လည်းအောက်ခါနန်းဆိုတဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ကဒီ one championship ကိုအားပေးကြည့်ရှုနေကြရတာပါကျွန်တော်တို့ကတော့အဲလက်ဝိတ်ကို ကြိုက်တဲ့သူတွေကတော့ဘလိုနေနေကိုကြည့်မှာပဲ တကယ်လို့များမတရားဘူးမမျှတဘူးဆိုလို့ရှိရင်ဒီပွဲမှာပဲပြီးလိုက်ပါပြီးသွားလိုက်ပါဘာမှသူတို့ကိုဆက်မပြောနဲ့ comment တွေမှာလည်းစောရကအသွားမတက်နဲ့စောရကမတက်နဲ့ဆိုတာအထက်ကိုသူတို့ကိုထောက်ပြနေလို့လေကိုတွေကဘာမှတော့အကျိုးထူးမှာမဟုတ်ဘူးရှုံးတာက ရှုံးသွားပြီအဲ့ဒါကိုသူတို့ဘက်ကပြန်တင်လာတာကြတော့အဲဘောကကွဲသွားလို့မြန်မာဖိုက်တာကရှုံးသွားရတယ်ဆိုရင်နောက်ထပ်တစ်ခါတွေးဖို့ သူတို့ဘက်ကအဆင်သင့်ပဲဆိုတော့ post တွေလည်းကျွန်တော်တွားတွေးရတယ်ဆိုတော့သူတို့သူတို့ကကျွန်တော်တို့မြန်မာ fighter ကိုအဲအဲ့ဒီဘောကအကွဲတဲ့ကိစ္စကိုပဲသူတို့ကပြောကျင်နေတာကျွန်တော်တို့ဆိုလိုချင်တဲ့အတိတ်ပဲကိုသူတို့ကံကုန်ကြီးသဘောမပေါက်ဘူးဆိုတော့ okay ကျွန်တော်ဒီ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 ဟာလေးကိုကျွန်တော်ကလာလာပြောပြတာပေါ့နော်ဒီရေးထားတဲ့ဒီ time page ကနေပြီးတော့ ရေးထားတဲ့စာလေးကိုကျွန်တော်လာပြီးတော့တတ်တက်လောက်ဘာသာပြန်ပေးတာပြီးတော့ပွဲတုန်းကဖြစ်ပြက်သွားတဲ့အဖြစ်အပျက်တွေကိုလည်းနည်းနည်းပါးပါးကျွန်တော်ရောပြီးတော့ပြောထားပါတယ်ဆိုတော့โอเคကျွန်တော်ဗီဒီယိုကိုကျွန်တော်ရဲ့သုံးသတ်တာကိုကြိုက်တယ်ပြောတဲ့သူရှိတယ်အဲမကြိုက်တဲ့ပြောမကြိုက်ဘူးပြောတဲ့သူကတော့နည်းပါတယ်ဆိုတော့အားလုံးကိုကျွန်တော်ကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေအကုန်လုံးကိုကျွန်တော်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်